စပင်းရင်ကျွနေလို့စိတ်ညစ်နေတဲ့သူရှိလားအဲ့ဒါဆိုရင်တော့စိတ်ညစ်တော့နေနော်ဒီမှာကစပင်းရင်ကျွနေတဲ့သူတွေကို ENE ခေါင်းချော်ရေးနဲ့မိဆက်ပေးပြရစီရှင် ENE ခေါင်းချော်ရေးလေးကတဘာဝတရုပ်ကမုန်းဖြစ်တာအတွက်ကြောင့်ဥယေပြောင်းအေးစီပါတယ်ရှင်ဒီ ENE ကိုဘယ်လိုသုံးရမှာလဲလို့မေးလို့ရှိရင်ဒီနှက်စီလေးကိုအရင်45မိနစ်နှက်ရမှာပေါ့နော်ဥမာဘောက်ရှိတဲ့လူတွေဆိုလို့ရှိရင်တော့ပထမဆုံးဘောက်တရုပ်အရင်ချစ်လိုက်မယ်ချစ်ပြီးလို့ရှိရင် ဟိုတောက်တီအရင်ချစ်ချစ်ပြီးလို့ရှိရင်ဒါလေးနဲ့ပေါ့နော်ဒီလိုလေးအစအစကလေးလိုက်ချရပေါ့နော်တချို့ကျဘီးလေးရှိရင်လည်းနှစ်စီထည့်တဲ့ဘီးလေးရှိရင်လည်းစီထည့်တဲ့ဘီးလေးနဲ့ဟိုထည့်သွားပါပထမဆုံးကတော့ဘောက်တီကိုအရင်ချစ်ရမယ်ချစ်ပြီးလို့ရှိရင်ဒါလေးနဲ့နှက်ကမယ်နှက်ပြီးလို့ရှိရင်ဒီဟာနှက်တာဘယ်လောက်ကြာလဲဆိုရင်45မိနစ်လောက်ကြာပါတယ်ရှင်45မိနစ်လောက်နှက်ပြီးလို့ရှိရင်ဒီအရင်ဒီဟာပဲရှမ်ပူလေးနဲ့ခေါင်းရှုံမယ်အဲ့ဆိုရင်တော့